စားချက်မွေးမြူရေးဆုံနဲ့စပန်းစိုက်ပျိုးရေးဆုံများပါဝင်တဲ့စိုက်ပျိုးမွေးမြူရေးဆုံတစ်ခုကို မကွေတိုင်းဒေသကြီးရဲ့တွင်မှ အကောင့်ထဲဖို့ဆောင်ရွက်နေတဲ့လို့သိရပါတယ်။လက်ရှိမှာမကွေတိုင်းဒေသကြီးရဲ့ဆိုးရအဖွဲ့အနေနဲ့မကွေမျိုးနဲ့ရှားပင်လာကျေးရွာအနီးရှိရွှေတင်ထူစိုက်ပျိုးရေးမွေးမြူရေးဆုံကိုပထမအဆင့်အဖြစ်မြေလို့မြေဆိုင်ဧက150ပေါ်မှာ အကောင့်ထဲဖို့ဆောင်ရွက်နေတာဖြစ်ပြီးဦးစားချက်မွေးမြူရေးဆုံအပါအဝင်စပန်းစိုက်ပျိုးရေးဆုံများလည်း ပါဝင်တယ်လို့သိရပါတယ်။အဆိုပါစိုက်ပျိုးမွေးမြူရေးဆုံးမှမခွေတိုင်းဒေသကြီးအတွင်းကျက်ဝများကို လုံလောက်စွာရရှိစားသုံးနိုင်စေဖို့ဦးစားချက်မွေးမြူရေးဆုံးကိုလည်းအကောင်ထဲဖို့ဆောင်ရွက်မှာဖြစ်ရာ၎င်းဆောင်ဝတ်တွင်ကြက်ချံပေါင်း30ခန်းအထိအကောင်ထဲဖို့ဆောင်ရွက်သွားမယ်လို့သိရပါတယ်။ ိုက်ပျိုးမွေးမြူရေးဆောင်ဒုတိယဆင်ရန်ဖြစ်ဧက200ပေါ်မှာစပန်းစိုက်ပျိုးရေးဆောင်ပါဝင်ဝက်မွေးမြူရေးနဲ့ငောင်းမွေးမြူရေးဆောင်တွေကိုလည်းဆက်လက်ဆောင်ရွက်သွားဖို့ရှိတယ်လို့သိရပါတယ်ရှင်။